တော်တက်ကြီးပဲအရှင်အရှင်လုံးဝမရှိဘူး what the fuck oh my god အေးဝါမှာကျွန်တော်ကြောက်တယ်ပေါ့နော်ဘာသကားကြီးတောက်အောင်သင်မှာအင်္ဂလိပ်ပဲဖြစ်ဖြစ်တခြားဘာသာပဲဖြစ်ဖြစ်များတက်လီခမည်းဘုရားတိုးတက်လီပဲဗျာတည်လားကတော့ယထာလက်မဟုတ်ပဲကိုသွားနေတာပေါ့နော်အေးဘာမှဝဲရမလဲတော့မသိတော်တော်များများဆက်တင်နေဝင်လို့ရရင်ပြောတယ်ဒါပေမဲ့တိကက်ကဒီဘက်မှာဆိုလို့နော် ဲတော့ဒီဥရောပမှာယထာဘယ်လိုရှိလဲပေါ့နော်ဆွစ်ဇာလန်ဘတ်တီစီးကြည့်မယ်ပေါ့နော်ယထာစီးဦးရဲ့ရှင်ယထာလက်မှတ်ဖြတ်ဖို့ကိုဆက်မှာရှောက်ကလိပြီးစမ်းဝယ်ခဲ့ပါတယ်ဆက်မှာဘာသာစကားပြောင်းဝင်လို့ရပါတယ် တထားလက်မတော့ဝယ်ပြီးဝိုက်ပေါ့နော်3000ပဲကြတယ်ဆိုတော့ကျွန်တော်ဝယ်လိုက်တာပေါ့3000ပဲဟိုစစလန်နဲ့တော်တော်ကြီးရဲ့နောင်ရောက်လို့ပေါ့နော်ဘယ်ရတယ်မလို့စီရမလဲတော့ကျွန်တော်မသိသေးပါဘူးမိုင်းကြည့်ရအောင်ဒါတော့ယထာတန်လမ်းပဲဖြစ်ပါတယ်16နာရီ45ဆိုတော့4နာရီ45စီရမှာပါ ဘယ်ရထားနံပါတ်လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဂျိုးသားပြီးတော့စီးကြည့်ပါပါပေါ့မှာတော့ကြည့်ရတော့ကျွန်တော်လည်း first time စီးဘူးတာပါခုကတော့ကျွန်တော်ရထားပေါ်ရောက်နေတော့ဟိုစူဇာလန်နဲ့နေတဲ့စူဇာပေါ့နော်စူဇာဆိုတဲ့ရေကုန်လေးကိုတောင်းဖြစ်ပါတယ်အဲ Christmas ကြရင်မှနေနေကြတယ်ပေါ့နော်ကျွန်တော်တဘုတ်လေးမှကြည့်လိုက်ဒါပေမဲ့ကျွန်တော်ညဘက်ကြရင်ဘလို့အဲ့ရမလဲဟိုကျွန်တော်မသိသေးပါဘူးရန်ကုန်မှာခဲဝါမှာကျွန်တော်ကြောက်တယ်ပေါ့နော်ဒီကမခဲဝါဘူးပေါ့ ုံးမှာတရားစီးပွားပါဘူမာကတော့တောင်တောင်ဘာတောင်တော့ရေကြီးရိုက်နေပါတယ်ပေါ့နော်ဒီကတောင်ရိုးတောင်ပေါ့ရိုးမှာတရားစီးရတကယ်ကောင်းပါတယ်ညိမ့်ပါတယ်ဒီလိုနဲ့ပဲဥရောပယထာကြီးကိုတနာယီလောက်စီးလာခဲ့ပါတယ်ပဝင်းကျင်ကတော့တောရီတောင်နေနဲ့ဆွဇာလန်လောက်တော့တိတ်မလှခဲ့ပါဘူးကူကတော့ကျွန်တော်စူစူသားရောက်ပြီပေါ့နော်စူသားကနေပြီးတော့ကျွန်တော် အဲဆက်သွားအောင်မသိသေးပါဘူးကျွန်တော်ဒီမှာ Euro Spain ရှိရပါတော့နော် Euro Spain အနေနဲ့အဲ့ဒါလေးစားပြီးတော့ကျွန်တော်သွားမယ်ပါတော့တခါတလေဘာတွေဘလို့စီးပြီးဘယ်တွေသွားနေမှန်းတော့မသိပါဘူးလေတရာကိုပဲ6ရက်ကဥတည်နေတာပါတောင်ကုန်းနေနဲ့တောင်ကုန်းနေနဲ့ရမ်းလှတယ်ပေါ့နော်ဒါပေမဲ့အေးတယ်ဗျကျွန်တော်ဟာ Euro Spain သွားပြီးတော့အဖအေး Euro Spain သွားပြီးတော့ ညသာ remake food တွေဝင်မယ်နှစ်ဖက်တော့ remake food တွေဝင်မယ် bus car စီကောင်းမလားဘာနဲ့စီးသွားသွားလို့ရအောင်လဲကျွန်တော်ဆက်ကြည့်နေပါတယ်เนาะအ view ကတော့ share ပဲကျွန်တော်ဒီ euro spin မှာပေါ့เนาะဟိုညသာဝင်မှာ remake food တွေပါတယ်เนาะဒါဒီ euro ਈ တယ်ကျွန်တော်ပြီးရင်တော့ဝက်ကအိမ်ကိုဝက်ကမှာเนาะဒါကတော့ supermarket ပေါ့เนาะ ကားပေါက်မုတ်တယ်ရောရွှေဖြုံတည်လာကောလုံးဝင်တော့အစ်စ်တွေဟာအလုံးနဲ့ကိုင်းလုံးကောင်းတယ်တကယ်မှတ်တယ်နော်ဟောလုံးဝင်တော့ငိုးကတော့ပေါင်းလိုက်ပေါ့နော်ငါကယ်လိုပြောင်းတော့ချောကလက်စားပေါ့ချောကလက်စားပဲဘိုက်ပြေပါလေအဲ့တော့ဟတ်တာနော်ငါကတော့ပေါင်းမုတ်ရဲ့ငါပြောသီးတွေရဲ့နွားနို့ရဲ့လေးခုဝယ်လာတယ်ပေါ့နော်2000မရပါဘူးမြန်မာလုံးဆိုရင်ကိုယူ ညတော့ကျွန်တော်ဗမာအဲ့ရမပြီးကျွန်တော်လမ်းချောင်းလိုက်မယ်ရှယ်တာတစ်ခုတော့လုံတာမိုးတစ်ခုပေါ့နော်ဘာလို့လဲနှင်းနှင်းတော့မဟုတ်ဘူးအဲ့လိုမျိုးနှင်းလို့ပဲမြူရဲဆိုရေတွေကျတော့ညဆိုင်တော့ကျွန်တော်ရှာသွားရမယ်အခုကတော့ကျွန်တော်နောက်ထပ်ဟိုနားမှာယထာတိစီလို့ရရလို့ပြောလို့ပေါ့နော်ယထာစီလို့မရလို့ကျွန်တော်ဟင်းဆိုင်ကင်းလုံမှာပေါ့နော်မောင်းနေပြီပေါ့နော်ဒါမှအရင်မောင်းဝိုင်း GoPro ရိုက်လို့မရတော့ဘူးပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်ရဲ့ night blur တဲ့အိပ်မရှိရပါပေါ့နော်ကြည့်ခုတော့ကျွန်တော်မြန်မြန်သွားလိုက်ပါအောင်မယ်အာရှော့ပြန်ပြီ what the fuck မောင်မင်းနေရတယ်ငါလိုမ the fuck ဆောက်ရန်နေမောင်နေတော့မိထိုးပြီးရှောင်းနေရရောနော်မြင်ရပါဘူး the fuck တောင်းတကြီးပါ the fuck ကွာဆောင်းနေဒီမနေ့ယထာမိမာဆိုလို့၈နာရီ၄မိနစ်ထွက်မှာကွာ9နာရီ45ဖြစ်နေပြီအာအာ တောင်းတောင်းတက်ကြီးပဲ my god တောင်းတက်ကြီးပဲအစင်းအစင်းလုံးဝမရှိဘူး what the fuck oh my god ဟာကျွန်တော်စောက်ဖို့စောက်ဖို့လုံးနေမှာတကယ်တကယ်မုန်းနေရ oh my god oh my god အာအမေကမကြောက်ရကြည့်အောင် ကံမကောင်းသွားနေပဲဘက်မှောင်းရတယ်ပေါ့နော်ယထာဟိုးဘက်ကသွားတာကျွန်တော်ကဒီဘက်မှာစောင့်နေတာတေရောလမ်းကလည်းဖြတ်ကူလို့မရယထာကလည်းအရှိကြီးပဲညကတော့သွားပါပြီပေါ့နော်ဒီပါရီတို့ခီးစင်ရပေါ့နော်ပါရီကိုသွားတဲ့ခီးစင်ရတကယ်ကိုမမေ့နိုင်စရာပါအခက်ခဲလည်းအများကြီးကြုံတွေ့ခဲ့ရတယ်ပေါ့နော်ခိုက်တန်တွေကိုခိုက်တန်တွေကိုတန်ဝန်ထားပါဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ပျော့ပျော့နေပေါ့နော် ဒုက္ခရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့ရောက်တာပေါ့နော်ဒါပေမဲ့ဒီမလားရဲတော်ဖတ်ခံလိုက်ရတယ်ဒီနေ့ကျွန်တော်ပထမဆုံးမြန်မာနိုင်ငံသားနေလိမ့်မယ်ပေါ့နော်ရဲခိုင်းနောက်ခံမှာစီးလိုက်ရတယ်ပေါ့နော်အီတလီရဲ့ရဲခိုင်းနောက်ခံမှာရဲဖမ်းခံလိုက်ရတယ်ပေါ့နော် Oh my god အာဒါမဲ့ကျွန်တော်အီတလီစကားနည်းနည်းပါးပါးတော်တော်အဆင်ပြေတယ်ပေါ့နော် ဟိုလောက်ကြီးမဖမ်းမမဖမ်းဘူးမဖိုင်မကောက်အမှန်အလား150လောက်ပေးရတယ်ပေါ့100 150လောက်ပေးရတယ်ဖိုင်အနေနဲ့ကျွန်တော်ကဒီမှာ Diamond Blue Collie Alessandro တို့ပြီးရင်ကျွန်တော်တို့မှာကာစာနေမရှိဘူးလေဟိုမှာတော့အဲတော့မက် Edison Edison ဆိုစာနေပြီးရမလားတော့မန်ဆိုတာ Yoyo name Christian name အဲ့လိုမျိုးပေါ့နော်အဲ့ဒါဟာသားတွေပါနေပြောပြီးတော့တပြားမှတော့မပေးခဲ့ရနောက်ခါလို့မလုံးနဲ့တဲ့ဖိုင်က100 150ဆောင်းရတယ်ပေါ့နော်သဘောကောင်းပါတယ်ဒါပေမဲ့ အဲ့ဒါကြောင့်မလို့ကျွန်တော်ပြော language is the key ပါ language is the key ပါဘာသာကားတွေတောင်းသင်မှာအင်္ဂလိပ်ပဲဖြစ်ဖြစ်တခြားဘာသာပဲဖြစ်ဖြစ်များတက်လီခမရဘောကတိုးတက်လီပဲဗျာတည်လားအာကျွန်တော်တွေ့ကြုံရပြောပြရနော်ဒီလောက်ဒုက္ခတွေခံပြီးတော့ဒီဒုက္ခတွေတွေ့ကြုံနေရလကားရမလားဩဒါဒါကတော့ကျွန်တော်တို့ကလောနဲ့တူတဲ့မျိုးလေးပေါ့နော်ဘာမျိုးလဲဆိုတော့မိယာမိယာနာမိယာနာလို့ခေါ်ပါတယ်တကယ်အရန်လှပါတယ်ဗျာတည်လား ဒီလိုနဲ့ပဲဘူဒာယုံမှာနောက်ရထားတစ်စီးအတွက်ထပ်ဆောင်နေခဲ့ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်လာမယ်2026မတ်လ2ရက်နေ့ကနေမတ်လ17ရက်နေ့ထိကို10ရက်တိုင်တိုင်ခရဘီကနေဖူခတ်ကိုလမ်းလျှောက်ပြီးတော့စွန်းစားခီထွက်မှာဖြစ်ပါတယ်အဲခီးစဉ်မှာကျွန်တော်တို့ဒီဗီဒီယိုကြည့်နေတဲ့သူတွေရအောင်เนาะပါဝင်ခြင်းတဲ့လူတွေရှိရဲဆိုရင် like ခဲ့လို့ရပါတယ် campaign ထွက်တာတွေပါမယ်ပြီးရရင် hiking တွေပါမယ် tracking တွေပါမယ် ပြီးရင်ကျွန်တော်ရေကုန်နဲ့တွေ့ရဆိုလဲဝင်ကူးမယ်ပေါ့နော်အဓိကကျွန်တော်ကဘာကိုသားပြေးချင်တာလဲဆိုတော့ adventure ကိုသားပြေးချင်တာပေါ့နော်လမ်းလျှောက်ပြီးတော့ခံစားမယ်ပေါ့နော်ဖြည်းဖြည်းနဲ့နှင်းနှင်းဆယ်ရက်နဲ့ရအောင်လျှောက်ပြီးတော့ဆွန်းသားပြီးတော့သွားမှာပါကုန်ကြစရိတ်ကဘယ်လောက်လဲဆိုတော့ကျွန်တော်တို့မြန်မာငွေ15သိန်းနဲ့သွားမှာဖြစ်ပါတယ်ဒီကြီးကျွန်စိတ်ဝင်စားရဲ့ကျွန်တော်တို့ဒီအပေါ်မှာပြတာတယ် Viber ဖုန်းနံပါတ်ကနေပါဝင်ပြီးတော့စာရင်းသွင်းလို့ရပါတယ်ခီးစဉ်သေးစိတ်ကိုတော့ကျွန်တော်ဒီ Viber ဖုန်းနံပါတ်မှာပဲ ကျွန်တော် assistant တယောက်ကရှင်းပြပေးပါလိမ့်မယ်ပေါ့နော်အဲ့တော့၃လပိုင်းကျရင်ကျွန်တော်တို့တွေ့ကြပါမယ်ယူရီးယားလူတွေလည်းပါလို့ရပါတယ်မြန်မာနိုင်ငံလူတွေလည်းပါလို့ရပါတယ်ဒီ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါဦးပေါ့နော်တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့တိုက်တိုက်မင်းမင်းသွားကြမှာဖြစ်ပါတယ်လူကြီးကကန့်တကျက်ရှိပါတယ်လူကြီးကကန့်တကျက်ရှိတာဖြစ်တဲ့အတွက်လူမပြည့်ခင် Viber မှာ like ခဲ့ဖို့ဆိုရင်ပေးသွင်းထားလို့ရပါတယ်မြန်မာငွေ15သိန်းနဲ့ကျွန်တော်တို့ဘဝမှာမေးလို့မရတဲ့အမှတ်တရတွေ ပြီးတော့ adventure တွေပေါ့နော်စွန်းစားခန်းနေကျွန်တော်တို့အများကြီးလုပ်ကြမှာဖြစ်ပါတယ်။အခီးစဉ်တော့ဘာတွေလိုလဲဆိုရင်ကျွန်တော်တို့အသက်16နှစ်အထက်ဖြစ်ဖို့လိုပါတယ်။ကျန်းမာရေးကောင်းတဲ့လူဖြစ်ဖို့လိုပါတယ်။လမ်းလျှောက်နိုင်ရမယ်။သက်လုံကောင်းအောင်မယ်။ဒီခီးစဉ်ကဇိမ်ခံပြီးသွားတဲ့ခီးစဉ်မဟုတ်ပါဘူး။စွန်းစားပြီးတော့တကယ်စွန်းစားရတာကိုကြိုင်နေတတ်တဲ့သူတွေကျွန်တော်နဲ့အတူစွန်းစားခွင့်ရမှာပေါ့နော်။ကျွန်တော်အဲဒီလမ်းတစ်လျှောက်လုံးမှာအကုန်လုံးဘယ်လိုမျိုး ကျွန်တော်အမေကမ်ပိန်းတွေဘယ်လိုထွက်ကားမလဲထရက်ကင်းနဲ့ဟိုက်ကင်းတွေမှာဘာလိုအပ်မလဲကျွန်တော်အစဆုံးတယောက်နဲ့တယောက်ကူးဆိုင်ပြီးတော့သွားကြမှာဖြစ်ပါတယ်ပြီးတော့ဒီခီးစင်မှာမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပါဝင်လို့ရပါတယ်လူကြီးကန့်သက်ချက်တော့ရှိပါတယ်ပေါ့နော်ဆယ်ရက်တိုင်တိုင်ခရပီကနေဖူးခက်ကိုလမ်းလျှောက်ပြီးတော့အမတ်တရားတွေအများကြီးကျွန်တော်နဲ့အတူဖန်တီးလိုက်ကြရအောင်